စိတ်ကိုလုံအောင်ဘယ်လိုလုပ်ရမှာလဲဆိုတော့စိတ်ဟာဒီခန္ဓာကိုယ်ကြီးဟာအိမ်ဆိုလို့ရှိရင် စိတ်ဟာအမိုးပဲဟင်ဒကမာကြီးတွေဒီစကားလေးကိုမှတ်စမ်းပါဗျာခန္ဓာကိုယ်ကြီးကအိမ်ဆိုရင်စိတ်ဟာဘာလဲအမိုးပဲအမိုးမလို့ရင်ဒီခန္ဓာအိမ်ကြီးဟာပျက်စီးသွားမယ်ဟုတ်လားစောစောတုန်းကလည်းပြောခဲ့ပြီစိတ်ကောင်းရင်မနောကလည်းကောင်းတယ်ဝစီကလည်းကောင်းတယ်ကာယကလည်းကောင်းတယ်စိတ်မကောင်းရင် မနောကံဝစီကံကာယကံတခုမှမကောင်းတော့မကောင်းရင်အကုန်ဆိုးမှာပဲဟုတ်လားဒါကြောင့်ဒီစိတ်ဒီဟူသောအမိုးလေးကိုလုံအောင်မိုးဖို့လိုတယ်ဟုတ်လားစိတ်ဒီဟူသောအမိုးကိုလုံအောင်မိုးဖို့လိုတယ်အမိုးကတော့လူတိုင်းရှိတယ်စိတ်လည်းလူတိုင်းရှိတယ်ဒါပေမဲ့စိတ်ဒီဟူသောအမိုးက အကြအပေါက်တွေများနေတော့မိုးရွာတိုင်းရွာတိုင်းယိုကြတယ်ယိုတိုင်းယိုတိုင်းအကာတွေကို အခင်းတွေကိုတိုင်တွေကို ရွှဲတယ်မကြခင်မှာပဲပုတ်ရွှေပြီးတော့အင်ကြီးဟာပျက်စီးသွားတယ်အဲ့လိုပဲစိတ်ကို လုံအောင်မမိုးတဲ့အခါကျတော့ကာယကံဝစီကံမနောကံတွေဟာလောဘဒေါသမောဟဆိုတဲ့မိုးရည်တွေနဲ့ဆူဆွတ်တယ်ပြီးရင် ပုတ်ရွှေတယ်ပြီးရင် အသေးစိုးနဲ့တေးရတဲ့တယ်ပြီးရင်ဘဝဇိုးတွေကိုရောက်တဲ့တယ် ဒါကြောင့်နံပါတ်1စိတ်ကိုလုံအောင်မိုးရမယ်ဒါကိုဥရှင်တို့မြတ်စွာဘုရားအနာတမင်တတိကြီးကိုဒီတိုင်းဟောတယ်ပြီးတော့ဂါထာလေးနဲ့ဟောထားတာကတော့နန္ဒမင်းသားကိုဟောတယ်ဘုရားရဲ့ညီတော်နန္ဒကြားဘူးတယ်နော်နတ်သမီးလူချင်းတို့တရားအထုတ်သူဆိုပြီးတော့သာသနာတော်မှာနမေဇိုးနဲ့တစ်ချိန်ကပေါ့လေနမေကတိတ်တော့မဆိုးပါဘူးနည်းနည်းပေါ့ဟုတ်လားနောက်တော့သူကအေတရေရပါတယ်ဘလောက်ထိတော်သွားလဲဆိုတော့ အိန္ဒြေတွေကိုစောင့်စည်းတဲ့နေမှာဣတရေရတယ်ဆိုးတော့ကတော်တော်ဆိုးတယ်ကောင်းတော့လည်းတော်တော်ကောင်းတယ်ဆိုးတော့ကဘလောက်ထိဆိုးတော့ဆိုရင်သူ့ရဲ့မျက်စိကိုလေဟိုကလားတွေရဲ့ထုံးစံအတိုင်းအယောင်တွေဆိုးထားတာလေရဟန်းဖြစ်ပြီးမှမျက်နဲ့အကွင်းကြီးတွေကွင်းထားတာသင်္ကန်းဆိုရင်အယောင်ကိုဝင့်တောင်နေတာဝက်ပြီးတော့သပိတ်ဆိုလို့ရှိရင်တကယ်ကိုတန့်ရှင်းပြီးတော့တောက်ပြောင်နေတဲ့သပိတ်ကိုကြိုက်တာအဲ့ဒါကိုမြတ်စွာဘုရားကမြင်တော့မြတ်စွာဘုရားကညီးတယ်ဩဘယ်သောခါကာလမှများ ပန္နကုသင်္ကန်းကိုဝတ်ပြီးတော့ပန္နကုဒူရင်ဆောင်တဲ့ဆုံးခံစားတဲ့နန္ဒကိုငါမြင်ရပါမတော်အဲ့ဒီတော့လေသူတော်တော်တနာစရာကောင်းတယ်အဲ့ဒီနေ့ကစပြီးတော့ကောင်းသွားလိုက်တာဆုံးခံစားရင်ပန္နကုသင်္ကန်းဝတ်တယ်ဟုတ်လားအဲ့ဒီနန္ဒကိုမြတ်စွာဘုရားဟောတာနော်အဲ့ဒီဂါထာလေးနည်းနည်းလောက်နာယူကြည့်မယ်နော်ဒီကကြီးမိုက်မြတ်ယထာအာဃာရံဒုစန္တံဝုဋ္ဌိတမတိဝိသတိ ဧဝံအဘာဝိတံစိတံရာဂောတမတိဝိသတိဒုဆန္ဒမကောင်းသဖြင့်မိုးအပ်သောအာဃာရအိမ်ကိုဟုတ်ထီမိုးရီမိုးပေါက်သည်တမတိဝိသတိယထာထွင်းပေါက်ကြောက်လီပိတကဲ့သို့ဧဝံဤအတုသာလျင်အဘာဝိတံလုံခြုံအောင်မဆောင်လျှောက်မပွားမြတ်အပ်သော စိတ်တံစိတ်ကို ရာဂောယာကအဆရှိသောကိလေသာမိုးရီတို့သည် သမတိဝိယတိခွင်းပေါက်ရှူကြ၍နေလေပေ၏အိမ်တလုံးကိုကောင်းကောင်းမိုးမထားဘူးဆိုရင်ဒုစံတံမကောင်းသဖြင့်မိုးထားတယ်ဆိုရင်အဲ့ဒီအိမ်ကို မိုးရေတွေဟာယိုကျပြီးတော့ကြာလာရင် ပုတ်ဆွေးပြီးတော့ပျက်စီးသွားမယ်အဲ့ဒီလိုပဲခန္ဓာကိုယ်အတ္တဘောဓိဟူသောအိမ်မှာစိတ်ဓိဟူသော အမိုးကိုအဘာဝိတံတမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့် ပွားများခြင်းဆိုတာအဲ့ဒါကောင်းကောင်းမိုးတယ်လို့ဆိုတာနော်အဲ့ဒါလို့အဘာဝိတံကောင်းကောင်းမပွားများတော့ကောင်းကောင်းမိုးမထားဘူးပေါ့ကောင်းကောင်းမမိုးတဲ့အတွက်ကြောင့်စိတ်အမိုးကမလုံတဲ့အတွက်ကြောင့်လူချင်းမမိုးမှုဆိုတဲ့လောဘမိုးရေဟာယူကြတယ်မကြည်နပ်ဘူးဆိုတဲ့ဒေါသမိုးရေဟာယူကြတယ်မာနတို့အိတ်သားတို့မစ္စရိယတို့အမျိုးမျိုးသောဆိုးဝါးတဲ့ကိလေသာမိုးရေတွေဟာ ခန္ဓာကိုယ်အတ္တဘောကိုဆူဆွတ်တယ်ဟုတ်လားအထူးအဖြင့်မနောကံကိုအရင်မဆူဆွတ်ဘူးလားဆူဆွတ်တယ်ပြီးရင်ဝစီကံကာယကံလောဘရှိရင် လောဘရှိတဲ့အပြောထွက်တယ်လောဘရှိတဲ့အမှုအရာပြတယ်ဒေါသရှိရင်ဒေါသရှိတဲ့အပြောဒေါသရှိတဲ့အမှုအရာအဲ့ဒါလိုပဲကံ၃ပါးသည်ကိလေသာတို့ဖြင့်ပျက်စီးသွားတယ်ဘာအမိုးမလုံလို့လဲစိတ်ဒီဟုသောအမိုး